ငလေနံကြောင့်ထိခိုက်ဒဏ်ရာရရှိတာအပြင်နောက်ဆက်တွဲဖြစ်ပေါ်ကြုံတွေ့နိုင်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ပတ်သက်ပြီးအယူပြုနေထိုင်နိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကျန်းမာရေးဝန်ကြီးဌာနတယ်လီကျန်းမာအခမဲ့အွန်လိုင်းစည်းကမ်းတာဝန်ရှိသူဒေါက်တာစုတောင်းပြည့်ကို MFP ကမေးမြန်းထားပါတယ်။ဒီတော့ဗောနော်ဒီငလင်းနဲ့ပတ်သက်ပြီးတော့ဒီကျန်းမာရေးဆိုင်ရာ ထိခိုက်ခံစားမှုတွေကတော့အများကြီးဖြစ်နိုင်ပါတယ်။အဖြစ်ဖြစ်ချင်းငလင်းလှုပ်လှုပ်ချင်းကတော့ဒီ တိုက်တွေနော်ပြိုတာပြီးတော့ပြုတ်ကြတယ်ဒီအပေါ်ကနေပစ္စည်းတွေပြုတ်ကြတာပြီးထိခိုက်မှုတွေဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့ဒီအယိုးကျိုးတာတွေအရာဝတ္ထုပိတာပိတာတွေပြီးတော့ခြွန်ထက်တဲ့ပစ္စည်းတွေကြောင့်ဒီဒဏ်ရာတွေရတယ်ပေါ့နော်ပြီးတော့ပြတ်ရှာဒဏ်ရာတွေမိလောင်ဒဏ်ရာတွေဥကောင်းထိခိုက်တယ်ပေါ့နော်အုံနောက်တွေထိခိုက်တယ်ဒီဟာတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့လက်တလောဖြစ်တာပေါ့နောက်တစ်ခုကတော့ဒီဟို အလတ်တလောဖြစ်တဲ့အချိန်မှာကိုပဲတခြားဘာဖြစ်လဲအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေမှုံမွားတွေထွက်တာပေါ့နော်အမှုံမွားတွေထွက်တာကနေပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာတွေယောဂါတွေရနိုင်တယ်အဲအေးတဲ့နေရာတွေမှာဆိုရင်တော့ကိုပူချိန်ကြတာတွေပါတယ်လည်းဖြစ်နိုင်တာပေါ့နော်အဲဒီတော့ဒီဒါကတော့လတ်တလောဖြစ်တာ နောက်ဆက်တွဲအနေနဲ့ကဘာတွေဖြစ်နိုင်လဲဆိုရင်သူကအနာတွေကပိုးဝင်နိုင်တယ်။ဥပမာမေးခိုင်ပိုးပေါ့နော်။ဒါကြောင့်မေးခိုင်ကာကွယ်ဆေးတွေထိုးဖို့လိုတယ်။အဲပြီးတဲ့အခါကျရင်အဲတခြားဒီမေးခိုင်ကာဒီမုတ်ပန်းနဲ့တခြားပိုးတွေလည်းဝင်နိုင်တယ်ပေါ့နော်။အဲ့ဒါတွေကိုသေချာဒီဟိုကျွန်တော်တို့ကပဋိဇီဝဆေးတွေနဲ့မကုတတာဘူးဆိုရင်သူကအနာမကျက်တာတွေသွေးစိတ်တက်တာတွေဖြစ်နိုင်တယ်ပေါ့နော်။ခြေလက်တွေဒီပုတ်တာတွေဖြစ်နိုင်တယ်။ဒီတော့ဒီနောက်တစ်ခုကတော့ကူးဆက်ယောဂါတွေဒါကတော့အရေးကြီးတယ်ပေါ့နော်။ဒီငလင်ထန်ကြောင့်မို့လို့ဆောင်းတော့ရေး ရေတွေနော်စနစ်တွေရေရင်းမြစ်တွေဒါတွေပျက်စီးသွားမယ်ရေတွေမတန်ရှင်းတော့ဘူးဆိုရင်ရေရတဆင့်ကူးဆက်တဲ့ကာလာဝမ်းယောဂါတွေအသေးအောင်တဝါတွေဒီဖြစ်နိုင်တယ်ပေါ့နော်အဲပြီးတဲ့ခါကျလူတွေကဒီနေရာတွေမလုံလောက်တဲ့အတွက်စုပြီးနေရတဲ့ခါမှာဒီနော်လူချင်းချင်းကူးဆက်တတ်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေတုပ်ကွေးတွေအဆုတ်ရောင်ယောဂါတွေဒါတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲပြီးတော့ကြတော့ဒါကြောင့်ဒီ ခြားကူးဆက်ဖြစ်နိုင်တဲ့ယောဂါတွေကတော့ဒီရေမတန့်တာကြောင့်တော့ဝမ်ပြက်ဝမ်းလျှောလိုဟာမျိုးတွေဖြစ်နိုင်တယ်အသေးအောင်တော့ဟာเนาะ A တွေ E တွေဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုအသက်ရှူလမ်းကြောင်းနဲ့ နော်အဆုတ်ရောင်ယောဂါတွေဖြစ်နိုင်တယ်နောက်တစ်ခါတော့ဒီအင်းဆက်ပိုးမွားတွေပေါ့နော်ဒါတွေထွက်လာတဲ့အတွက်ကြောင့်မလို့ငှက်ဖျားတွေနဲ့တခြားဒီခြင်ချောင်းဖြစ်တဲ့ကူးဆက်ယောဂါတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲပြီးတော့ဆောနာလည်းပြောခဲ့တယ်မေးခိုင်ပိုးဝင်တာဖြစ်နိုင်တယ်အပြီးတော့အရေပြားပေါ့နော်အရေပြားယောဂါတွေကူးဆက်ယောဂါတွေဖြစ်နိုင်တယ်နောက်တစ်ခါတော့ဒီဝတ်သက်ယောဂါတွေလည်းဖြစ်နိုင်တယ်နောက်တစ်ခါတော့ဒီကူးဆက်ယောဂါတွေမကဘဲနဲ့ဒီနောက်ဒုက္ခရောက်နေတဲ့သူတွေနာရာရှည်ယောဂါဝေဒနာရှင်တွေပေါ့နော်ဥမာသွေးတိုးတွေစီးကြိုတွေနှလုံးယောဂါတွေပြီးတော့ HIV နော် AIDS ယောဂါတွေ TB ယောဂါ သေးဒီလူတွေကဆေးတွေပြတ်နိုင်နေပေါ့နော်ဘာဒီဘောင်းတော့ဆေးကိုဆေးကန်းတွေကလည်းပျက်စီးသွားမယ်เนาะကျမကြီးစောင့်ရှောက်လုပ်ငန်းတွေကလည်းကောင်းမလုပ်နိုင်တော့ဆေးဝါးတွေပြတ်လန့်နိုင်နေပေါ့နော်